တိုင်းသာပြည်နယ်တွေဘရန်နေကြာဒေတာလို့ခေါ်တဲ့အခုနေနေမိတ်တွေတည်တည်ရှိကြတဲ့ပြည်နယ်တွေဟာတမန်ရောမှလွတ်လပ်စွာနေခဲ့ကြတာရရောပင်လုံးစာကျုပ်ရရဒီနှချက်ရကိုယ်ပိုင်ပြည်နှံ့ဝင်ရောပြည်ဝချင်းသုံးဝင်ရှိတယ်။ဒါကြောင့်သူတို့ကတီးကြလွတ်လပ်တဲ့နိုင်ငံထူထောင်မယ်ဆိုလဲထူထောင်ဝင်ရှိထူထောင်ဝင်ရှိတယ်။ဒါကိုယ်ပိုင်ပြည်နှံ့ဝင်ပဲ။ကိုယ်ပိုင်ပြည်နှံ့ဝင်မှာနိုင်ငံတကာဥပဒေအရ လွတ်လပ်တဲ့နိုင်ငံမတည်တောင်းရဘူးလို့ပြိပင်ထားတာမရှိဘူးလွတ်လပ်တဲ့နိုင်ငံတည်တောင်းခွင့်ရှိတယ်လို့ခွင့်ပြုထားတာမရှိဘူးဒါနိုင်ငံရေးပြဿနာချုံပြောရရင်ခဏိကဘာမှာ အောင်မြင်တဲ့ confederate နိုင်ငံဆိုတော့တနိုင်ငံမှမရှိပါဘူးလောလောဆယ်ချိန်မှာအဲ့တော့မြန်မာနိုင်ငံမှာလည်းပဲ confederate နိုင်ငံတည်တောင်းလို့မရနိုင်ဘူးဘာကြောင့်လဲနံပါတ်၁ချက်ကနိုင်ငံရေးပိုင်းဖြတ်ချက်ရှိထားတယ်အဲ့ဒါအထူးသဖြင့်အလုံးကြီးရတယ်ပဲ2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်မှာလူလူအများစုကြီးက အံ့ဩစရာကောင်းလောက်အောင်ရှည်လေးလုံးကနဲ့မတူဘဲနဲ့ Federal Democracy ဆိုတဲ့ဟာကို commitment ပေါ့ Federal Democracy ကိုရအောင်တည်တော်မယ်လို့လူတို့အများစုကြီးကပိုင်းဖြတ်ထားကြတယ်။ဒါက Federal Democracy ဟာမြန်မာနိုင်ငံမှာတရားဝင်နိုင်ငံကြီးရာဇပလင်မို့တက်သွားပြီလို့ပြောလို့ရတယ်။ Confederate ကိုသွားလိုက်လို့ရှိရင် Federal Democracy ကိုလုံးဝညှင်းလိုက်ရရောက်တယ်။ဒါကြောင့်ဒီလိုမဖြစ်နိုင်ဘူးမဖြစ်တဲ့